တန်တွဲမျိုးကနေရက်ပြန်ခွင့်မရသေးတဲ့စစ်ပေးဆောင်ပြည်သူ2000ကျော်လောက်ဟာစာဝတ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့စစ်ပေးဆောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။အဲလိုနေရက်ပြန်ခွင့်မရသေးတဲ့စစ်ပေးဆောင်ပြည်သူတွေဟာကမ်းခြေဒေသမှာနေထိုင်ကြတဲ့ဒေသခံပြည်သူတွေဖြစ်ပြီးတော့စစ်ကောင်စီရဲ့နေပြည်တော်အနေနဲ့မိုင်းအနေရတွေအပြင်ဒေသလုံးချုံရေးစိုးရိမ်နေတဲ့အနေအထားမှာရှိနေသေးတာကြောင့်အရခတ်တော်ကနေရပြန်ခွင့်မပေးတာဖြစ်တယ်လို့စစ်ဘေးရှောင်အရေးကူညီပေးနေသူတို့ကပြောပါတယ် ဒါအပြင်တစ်ဖက်မှာလည်းအဲ့ဒီနေရာတွေကိုအာရောခတတော်ကမိုင်းရှင်းလင်းရေးတွေလည်းလုံဆောင်နေတာရှိနေတယ်လို့လည်းဆိုပါတယ်။တန်တွဲမြို့ငပလီမြို့တွေကဒေသခံတွေဟာဟိုတယ်လုပ်ငန်းရေလုပ်ငန်းနဲ့ဆက်လုပ်ရေးလုပ်ငန်းတွေကိုအဓိကထားလုပ်ကိုင်ကြတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ငါးဖမ်းလုပ်ငန်းဆက်လုပ်ရေးလုပ်ငန်းဟိုတယ်လုပ်ငန်းတွေကလည်းရနှထားရတာကြောင့်နေရပြန်ခွင့်ရတဲ့ဒေသခံပြည်သူအများပြားဟာလည်းစားဝတ်နေရအတွက်အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ အရခါတော်အနေနဲ့တော့ဒေသခံပြည်သူတွေကိုငါးဖမ်းခွင့်ပြုပေးထားတာရှိပေမဲ့စက်ကောင်စီရဲ့အန္တရာယ်တွေကြောင့်ဒေသခံတွေဟာကံဝေးငါးဖမ်းလုပ်ငန်းကိုလုပ်ကင်ခြင်းမပြုနိုင်သေးတဲ့အခြေအနေမှာရှိနေတယ်လို့လဲဆိုပါရယ်။တန်တွဲမြို့နယ်ကိုအရခါတော်ဟာစက်ကောင်စီလက်ထက်ကနေပြီးခဲ့တဲ့ဩဂုတ်လ30ရက်နေ့မှာအပြီးသက်သိမ်းပိုက်ရှိခဲ့တဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါရယ်ခင်ဗျာ။